မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာစိန်လာဘူးရေးသားသောမောင်တန်ညို့၏အိမ်မက်များနဲ့ရှေးပြေနမိတ်ဖြစ်ရဆန်းများဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင် အိမ်မက်မကြသည်ကလေးမစာလူကြီးထီမကြသည်ကလေးငယ်လည်းအိမ်မက်မသည် ပြန်မပြောရတတ်တာရှိမည်တိတက်သောအရွယ်သို့ရောက်လာသောအခါအိမ်မက်အကြောင်းပြန်ပြောတတ်လာသည်အိမ်မက်ထဲတွင်အစာတွေစားခဲ့ရသည်ဘသူတွေနှင့်တွေ့ခဲ့ရသည်ပျော်ရွှင်စွာကစားခဲ့သည်ကြောက်စရာလန့်စရာတွေ့ခဲ့ရသည်စသဖြင့်ပြန်ပြောတတ်ကြသည်တချို့အိမ်မက်တွေကြတော့အိမ်နေတော့အိမ်မက်မှတ်ပြီးနိုးလာသည်နှင့်ပျောက်သွားတတ်သည် တချို့အိမ်မက်ကြတော့အိမ်မက်မပြီးမပြောက်သွားပဲအမဲအမှတ်တရရှိနေတတ်သည်။ဟိုဘွားကအเจ้าတွေပင်အိမ်မက်ထဲတွင် ပြန်လဲမြင်တွေ့ရသည်။မြို့တမြို့၌အဖြစ်အပျက်တစ်ခုရှိသည်။အိမ်တွင်နေအိမ်တော်ဦးစီးသေဆုံးသွားသည်။လက်ဝဲလက်စားပစ္စည်းတွေရှာမတွေ့ပမာထားခဲ့မှန်းမသိမိသူကိုပေးခဲ့မှန်းမသိလမ်းစားပြောင်းနေသည်။တနေ့တွင်အိမ်မက်ပေးသည်။အိမ်မက်ပေးသည်မှာဒီအိမ်မက်တက်ဆိုင်သူကိုအိမ်မက်ပေးခြင်းမဟုတ်အခြားပြင်ပမှလူတယောက်ကိုပေးသည်ထိုအိမ်ကြီးအလဲတွင် တိုင်ကြီးတစ်လုံးရှိသည် ထိုတိုင်ကြီးအပေါ်ဆုံး၌တိုင်ကိုထွင်း၍အံဝက်လုကပစ္စည်းတွေကိုထည့်ထားသည်မိသူများမသိအောင်လျှို့ဝှက်ထားသည်တခုတည်းများတို့ရမလွတ်ကင်းအောင် ထားခြင်းဖြစ်သည်ထိုလူကိုအိမ်မက်ပေးသည်မှာထိုတိုင်ကြီးကိုတည်တည်ချာချာကြည့်ပါအံဝက်တစ်ခုတွေ့ပါလိမ့်မည်ထိုအံဝက်ထဲ၌ပစ္စည်းတွေထည့်ထားခဲ့သည်ဟုဆိုသည်ထိုသူပြောသည့်အတိုင်းရှာကြည့်ရာအမှန်တကယ်ပင်တွေ့ရလေသည်ဒီတော့မှပင်ပင်ဟာဒီတက်မှလည်းချနိုင်ကြသည်ပစ္စည်းတွေလည်းပြန်တွေ့ကြသဖြင့်ထုခွဲတန်ထုခွဲပြီးအလှူဒန်းလုပ်ကြရသည် အချို့အိမ်မက်များမှာရှေ့ကိုကြုံရင်းမတ်တက်ကြသည်မရောက်ဘူးသောအရက်များတို့လည်းရောက်သွားတတ်ကြသည်ရှေ့ကိုကြုံရင်းမတ်ထားသဖြင့်တကယ်ဖြစ်လာသောအခါအံ့ဩကြရသည်ငါအိမ်မက်မတ်တဲ့အချိန်ဖြစ်လာပါကလားဟုပြောကြသည်လင်းသာရတွင်အဖြစ်ပြက်တစ်ခုဖြစ်သည်ထိုအဖြစ်ပြက်မှာမောင်တန်းညော့အိမ်မက်မတ်ခြင်းဖြစ်သည်မောင်တန်းညော့သည်အိပ်ပျော်သွားစဉ်အိမ်မက်တစ်ခုမြင်မှတ်၏သူ့အိမ်မက်ကြောင့်သူ့အဖေနဲ့သူ့အမေကိုပြောပြသည်အဖေကျွန်တော်ညကအိမ်မက်မတ်တယ်မနေ့ကဆုံးသွားတဲ့ဘာကြီးတာလာနဲ့တွေ့တယ်ဘာကြီးတာလာကကျွန်တော်ကိုပြောတယ် တာညောငါမင်းတို့အိမ်သားကမတ်ရွှေစီမှာနေတယ်ကွာလို့ပြောသွားတယ်ဒီတော့သူ့အမေကဒီကောင်လေးနဲ့တောက်တီးတောက်တဲ့မဟုတ်တယောက်တွေလာပြောနေပြန်ပြီလို့ဆိုသည်သူ့အဖေကဟဲ့ဟဲ့နေအောင်ငါကိုသားလားမတ်ရွှေစီမှာဝင်စားတာများလားအဲ့ဒါကြောင့်သူ့တူကိုအိမ်မက်ပေးတာထင်တယ်။မိရွှေကလည်းမွေးကနေဖွားကနေဆိုတော့ခဏတော့စောင့်ကြည့်တာပေါ့ကွယ်။ပြီးတော့ငါ့အကိုမှငငယ်လေးကကစားရင်လဲလို့နှစ်ဖူးမှဒဏ်ရာရထားတယ်။တရားပါရော မပြောက်ဘူးမှန်မှန်မှန်တော့စောင့်ကြည့်ရမှာပေါ့ကွာဟုပြောဆိုကြပြီးမကြမီများပင်မတ်ရွှေတယောက်မိဖွားပါတော့သည်တားယောက်ျားကလေးဖြစ်သည်နှစ်ဖူးမှာအမတ်အသားနဲ့ဖြစ်သည်မွေးလာသောကလေးကိုမောင်သားလာဟုနာမည်ပေးလိုက်ကြသည်မောင်သားညို့၏အဖေမှာသူ့ကိုဝင်စားသည်ဟုဆိုကာထိုကလေးကိုချစ်မွနိုင်အောင်ဖြစ်နေသည်မောင်သားညို့ကလေးအိမ်မက်မပြန်တော့သူ့ဖေနဲ့အမေကိုစကားစမ်းပြောသည်အမေတားတို့အဖိုးနဲ့အဖွားကိုတန်ဒီရွာကနေတားတို့ရွာကိုလာကြတယ်လို့အိမ်မက်မက်တဲ့အမေရဲ့ဟုဆိုသည် အဖေနဲ့အမေမှာမောင်တန်းညွန့်စကားကိုယုံရခက်မယုံရခက်ဖြစ်နေသည်အိမ်မက်လည်းဖြစ်နေသည်မို့မယုံတယုံဖြစ်နေကြသည်သို့သောနေ့လည်ရောက်သောအခါအဖိုးနှင့်အဖွားတို့ရောက်ရှိလာကြလေသည် အဖေနှင့်အမေမှာတန်းတော်ဖြစ်ကြတော်သည်ကလေးအိမ်မက်တကယ်မှန်နေပါကလားဟုပြောကြရတော်သည်နောက်တစ်ခါမောင်တန်းညွန့်အိမ်မက်မြင်မက်ပြန်တော်သည်သူ့အိမ်မက်ကိုသူ့အဖေကိုပြောပြသည်အဖေကိုဖိုးလုံးသူ့ခွေးတေလို့ကျွန်တော်တို့ခြံထဲကအုံးဝင်သားမှလာမြုပ်ထားတယ်ဟုတ်ရဲ့လားသားလေး ုတ်ပါတယ်ဖေကျွန်တော်အိမ်မထက်မှာခွေးတေလိုလာမြုပ်ထားတာမြင်နေလာတော့ကြည့်အောင်အားဖားနေအောင်တော့ကြည့်တော့တကယ်ပင်ဖြစ်နေသည်မင်းအိမ်မကတကယ်မှန်နေပါကလားကွာဟုအော်ချရတော့သည် ဖိုးလုံးမှာလည်းသူ့မြုပ်မိချောင်းဝန်ခံပြီးခွေးတွေကိုတူဖို့ကသူ့ခြံတွင်းသို့ပြောင်းရွှေ့မြုံနံလေသည်မောင်သားညွန့်၏အမေကသူ့သားအိမ်မက်မှာမှန်နေသဖြင့်သူ့သားကိုပြောလေသည်သားရဲ့မိအိမ်မက်ကရှေးဦးငွေကိုတွေ့တယ်လို့မှတ်ပါလားကွယ်အမေရဲ့သားလည်းရှေးဦးငွေကိုတွေ့တဲ့အိမ်မက်မှတ်ချင်တာပေါ့အဲ့ဒီလိုမှမမှတ်တာဟုပြောလိုက်သည် မောင်သားညွန့်သည်ရှေ့တွင်ဖြစ်မိအဖြစ်အပျက်များကိုအိမ်မက်ထဲတွင်မြင်မှတ်၍ကြိုတင်သိမြင်နေလေသည်လူတွေကလည်းမောင်သားညွန့်အိမ်မက်မှလည်းတကယ်ဖြစ်နေတဲ့သဖြင့်မောင်သားညွန့်အိမ်မက်မှမှာကိုပင်စိုးရိမ်နေကြတော့သည် မောင်သာညွန့်ကြောက်နေချိန်ရွယ်ရောက်လာတော့ဖြစ်အဆန်းတစ်ခုဖြစ်လာပြန်သည်ရှေ့ဖြစ်မိအကြောင်းကိုအိမ်မက်မလေးသည်သို့တော်မပြောဘဲနေလေသည် သူတို့ကလေးရွယ်တွေစုပြီးခရုကောက်သွားကြဖို့စီစဉ်ကြသည်သူမိတ်ဆွေတငယ်ချင်းများဖြစ်ကြသည်ငကြမအေးချမ်းနိုင်မချိုသေးမဝင်းသူနီနီဝင်းတို့တစီတန်းကြီးရောက်လာကြသည် မောင်တာညွန့်ကိုလာခေါ်ရသည်ဟဲ့တာညွန့်နေပါလုံနေရလဲငါတို့ခရုဖင်ကျုံတော့ကောက်ရအောင်လားနေလိုက်ခဲ့ဟုခေါ်လေသည်ငါစာဖက်နေတယ်မအားဘူးငါမလိုက်ဘူး ြီးတော့ခုချိန်ရေတက်နေတယ်ခြောက်နဲ့ရေပြည့်နေတယ်သွားလုံကောင်းဘူးဟဲ့ဒီလိုရေတက်နေမှာဟိုမြောက်လက်မျိုးတွေကပြားခဲနဲ့ကဓဏိပင်ပေါ်တက်နေကြမှာငါတို့သွားကောက်ရအောင်နင်လိုက်ခဲ့ဟဲ့မြောက်လက်မျိုးဆိုဒီမှာဖင်ချွန်းချွန်းနဲ့ခယူတစ်မျိုးဖြစ်သည်ဟင်းချက်စားလေးအလွန်ချိုသည် သူတို့မှာဓဏိပင်ချင်းများတွင်နေတတ်ကြသည်ရေတက်လာလျင်ဓဏိပင်အလက်ဖျားတို့မှာတက်နေတတ်သည်ရေကြမှာပြန်ဆင်းသည်လူတွေကရေတက်ချင်းခရုဖင်ချုံအုံလက်ပေါ်ရောက်ချင်းတွားရောက်၍ကောက်ယူဖန်ဆားတတ်ကြသည်ဟိချိုချက်တော့၍အလွန်ချိုသည်မို့ရေတက်ချင်းတွားကောက်တတ်ကြသည်အရက်ခေါ်မြောက်လက်ညိုခေါ်ကြသည်အဖွဲကလည်းတာညွန့်ကိုမရအရာခေါ်နေသည်တာညွန့်ကမလိုက်ချင်းလိုက်ရမှာဝင်လေးနေသည်စိတ်လေးနေသည်ညကအိမ်မက်မှတ်ထားသည် အိမ်မမကောင်းသို့တော်အခွဲကသူ့ကိုမရရခေါ်နေကြသည်ဟဲ့တာညွန့်လာသွားကြမယ်နင်းစားဖက်တာပြန်လာမဖက်ငါမလိုက်ချင်ဘူးနင်းတို့လည်းမသွားကြနဲ့နောက်နေ့မနေ့ပြန်မသွားကြမယ်ဟဲ့တာညွန့်မနေ့ပြန်သွားလို့မရဘူးနင်းပြန်တင်းလာနေကြောင်းတက်ရမယ်လေငါမလိုက်ချင်ဘူးစိတ်လေးနေတယ်နင်းတို့လည်းမသွားကြပါနဲ့သို့တော်မအေးချမ်းနိုင်ကမလိုက်လိုက်အောင်မရမကခေါ်နေသည်တာညွန့်အမေကလည်းတာညွန့်ကိုတွန်းအားပေးနေသည်လိုက်သွားပါသားရဲ့အမေလည်းမြောက်လညိုဟင်းကျိုတောက်ချင်တယ်မင်းအဖေလည်းချောင်းစုပ်နေတော့မြောက်လညိုဟင်းကျိုလေးတောက်ရရင်ပျောက်တယ်လို့ပြောတယ် ိုက်သွားစမှာကွယ်မောင်တန်ညို့မှာတငယ်ချင်းတွေကလည်းကောအမေကလည်းလိုက်သွားဖို့ပြောနေသဖြင့်စိတ်လေးလေးနဲ့လိုက်သွားရလေသည်ခြောက်နာဒဏိကနေရောက်တော့မောင်တန်ညို့ကပြောလိုက်သည်ခြောက်မကြီးမှာဒီအတက်နေတယ်ခြောက်မကြီးဘက်ကိုမသွားကြနဲ့ဒဏိကနေမှာပဲရှာကြမယ်ကို့လူစုနဲ့လိုက်ရှာကြတယောက်နဲ့တယောက်အတန်ပေးကြဟုပြောပြီးလူစုခွဲကြသည်ငကြားနဲ့မဲအေးချမ်းနိုင်တို့ကတဖွဲ့သွားသည်ရှာကြရင်မဲအေးချမ်းနိုင်ကပြောသည်ငကြားဒီမှာတိတ်မတွေ့ဘူးဟိုခြောက်မကြီးဘက်သွားရှာကြမယ်အဲ့ဒီဘက်မှာရှိတတ်တယ် ချောင်းမကြီးတစ်ဖက်ကန်ကူးကြမယ်ဟဲ့မအေးချန်တန်းကျုံကပြောလိုက်တယ်ချောင်းမကြီးဘက်မသွားနဲ့တဲ့အဲ့မှာရေတက်နေတော့ရေနဲ့တယ်ဟဲ့ငကြရေနဲ့တော့ဘာဖြစ်လဲနေရင်မကူးတတ်ဘူးလားကူးတတ်ပါတယ်ကူးတတ်ရင်လာသွားမယ်ငါလည်းကူးတတ်တယ်သူတို့နှစ်ဦးချောင်းမကြီးကိုဖျက်ကူးကြသည်ချောင်းမတိတ်မကျဲပါရေကြနေရင်ခါလောက်သာရှိပြီးဟိုဘက်ဒီဘက်ဖျက်ကူးရရသည်ရေတက်ချိန်ဆိုရင်ရေတွေရှံပြီးလူတစ်ရက်နှစ်ရက်မကပြည့်ရှံပြီးကူးရမရပါ ရေကူးကျွမ်းကျင်မှသာကုနိုင်သည်မအေးချမ်းနိုင်တဲ့ငကြာဖျက်ကူးကြပါသည်ရေလေရောက်သောအခါရေကလည်းရေစည်းကျနေသည်မို့မအေးချမ်းနိုင်ရေလေတွင်မြုပ်သွားပါလိမ့်တော့သည်မအေးချမ်းနိုင်မြုပ်သွားတော့ငကြာကြောင်ကြည့်နေသည်ဘာလို့ကမှမသိရေကူးတတ်တော့လဲရေမငုတ်တတ်သဖြင့်ဘာဆက်လို့ကမှမသိတော့ဘူးငကြာသည်ကမ်းဘတ်သို့ပြန်ကူးလာပြီးသူ့အဖွဲသားတွေကိုအော်ခေါ်လေသည်တာညွေမအေးချမ်းနိုင်ရေမြုပ်သွားပြီလာကြပါဦးငကြာတန်ကြတော့အားလုံးရောက်လာကြသည် အေးချမ်းနိုင်ရေမြုပ်သည့်နေရာရောက်တော့ရေကပြည့်ချမ်းပြီးရေစည်းမြန်နေသည်။တာညော့မှာလည်းရေမကူတတ်ရေလည်းမငုပ်တတ်သဖြင့်မကြံတတ်တော့ဘဲရွာသူပြည့်ကလူကြီးတွေကိုခေါ်ရတော့သည်။လူတွေရောက်လာပြီးရေငုပ်ကြွနေသူကရေငုပ်ပြီးရှာတော့တွေ့ပါပြီ။သို့တော့မအေးချမ်းနိုင်အသက်ပါမလာတော့ချေ။မောင်တာညော့မှာသူ့တငယ်ချင်းမအေးချမ်းနိုင်တို့ရူကျုံးမင်းဟာစိတ်မကောင်းဖြစ်ပြီးမျက်ရည်ကျရတော့သည်။ထမင်းလည်းမစားခြင်းစားပြန်လည်းမျိုးမကြ။အမေကချော့ပြီးကြွေးသည်။ကျွန်တော်မစားခြင်းဘူးအမေဟုသာပြန်ပြောသည်။ မိသင်ငယ်ချင်းတင်းနေစေလို့တေးရတာပါကွယ်ဟုအမေကနှစ်သိမ့်စကားပြောသည်မဟုတ်ဘူးတင်းနေစေလို့တေးရတာမဟုတ်ဘူးตาညာကအိမ်မက်မက်တယ်မအေးချမ်းနိုင်ရင်နစ်တယ်လို့ဒါကြောင့်မသွားဖို့ပြောတယ်အမေကပါလိုက်သွားလို့ပြောတော့ကျွန်တော်လိုက်သွားတော့တာပေါ့အိုးตาလေးရယ်ဘာလို့အမေကိုအိမ်မက်ချောင်းမပြောပြတာလဲအမေစိတ်မကောင်းလိုက်တာကျွန်တော်ပြောလဲယုံကြမှာမဟုတ်တာဒါကြောင့်မပြောဘဲနေလိုက်တာမအေးချမ်းနိုင်ကိုပြောလဲသူယုံမှာမဟုတ်ဘူး အားလုံးစိတ်မကောင်းဖြစ်ကြရည်မောင်သားညို့အိမ်မက်မက်လည်းအပြင်လိုက်တကယ်ဖြစ်နေတဲ့သဖြင့်မောင်သားညို့အိမ်မက်ကိုကြောက်နေကြရည်အားလုံးကိစ္စတွေပြီးတော့မောင်သားညို့စိတ်ဖျင်ရန်အတွက်ရောင်းချောင်းစရာတော်ထံမှကိုရင်ဝတ်လေသည်ကိုရင်ဝတ်နဲ့စာဆက်ပြီးတင်နေသည်မောင်သားညို့ကိုရင်ဝတ်ပြီးစာတင်နေစဉ်၃ဝါလောက်ရတွင်ဖခင်ကွယ်လွန်သွားလေသည်မိခင်ကြီးတဦးတည်းမို့ကိုရင်မလူဝတ်လက်ကမိခင်ကြီးကိုစောက်ရှောက်ရပြန်လေသည် ပြီးခင်ကြီးကိုပြည်သူဆောက်ချောင်ရင်တငယ်ချင်းများဖြစ်သည့်မောင်သိညွတ်မောင်ပြေဖြူတို့နှင့်ခင်မင်းစွာပေါင်းသင်းနေကြသည်မောင်သိညွတ်နှင့်အတူတူလုပ်ငန်းတစ်ခုလုပ်နေကြသည်တနေ့တွင်မောင်သိညွတ်လုပ်ငန်းဝင်တို့ရောက်မလာချေမောင်သိညွတ်ကြောင့်မေးကြည့်တော့ကြမ်းမရေးမကောင်းကြောင်းသိရသည်လုပ်ငန်းဝင်သိတော့မောင်သိညွတ်စီသွားကြသည်မောင်သိညွတ်ဆုံးသွားပြီဖြစ်ကြောင်းသိရပြန်တော်သည် ရုတ်တရက်ကြီးမောင်သိညွန်ဆုံးသွားသဖြင့်မယုံကြည်နိုင်ဖြစ်ကြသည်တနေ့ကပဲအလုံးလောက်ကြသည်ဒီနေ့ဆုံးပြီယုံကြည်နိုင်ွယ်မရှိပါသို့သောဆုံးပြီဆိုတော့လေသူ့အလောင်းကိုမြေချရတော့သည်မောင်သားညွန်သည်သူ့တက်သည့်ပြန်ပညာကလေးဖြင့်အုပ်ကူကလေးတိဆောက်ပြီးကုသွင်းကြိုလိုက်ကြသည်မောင်သိညွန်ဆုံးပြီကုသွင်းကြိုပြီးနောက်နေနိုင်မောင်သားညွန်အိမ်မက်မှတ်သည် ။ตาညို့ငါမသေးသေးဘူးကွာ။မင်းတို့ငါမသေးပဲငါ့ကိုကူးသွင်းကြတယ်ဟုအိမ်မက်မြန်မက်သေးသည်။မောင်ตาညို့သည်သူ့အိမ်မက်ကိုလူတွေပြန်မပြောရဲ့ချေပြောလဲယုံကြည်မှမဟုတ်သဖြင့်ရင်ငုံနေလိုက်သည်။မောင်ပြည့်ဖြူကိုတော့ပြောမိသည်။ပြည့်ဖြူငါအိမ်မက်မတည်းမောင်သိညို့ကပြောတယ်ငါမသေးပဲငါ့ကိုကူးသွင်းကြတယ်လို့။ငါတို့တော့ဖို့ကြည့်ကြရင်ကောင်းမယ်ကွာ။ထိုချိန်သည်သုံးရမြောက်ရှိသွားခဲ့ပြီဖြစ်သည်။အေးဒီညလာတာလေကွာငါတို့သွားဖွင့်ကြည့်ကြမယ်သွားကြည့်တာဟုတ်တယ်ကွာလူတွေကကူဖောက်တယ်ဆိုပြီးတို့အပြစ်ပြောနေအောင်မယ် ဒီတော့ငါတို့တဲတို့ဘီလက်မီတို့တန်လျက်တို့ယူသွားမယ်ဖောက်ပြီးအခြေမပြတ်ပြန်ထားခဲ့မယ်တကယ်ချင်းနှစ်ယောက်တိုင်ပင်ပြီးပြည့်စည်ဆုံးသွားတဲ့ညတကောင်လောက်တွင်တွားရသည်ကြောက်ပင်ကြောက်တော့လဲအရေးဆုံးပြီးလောက်အောင်ကလေးဖြင့်တွားရောက်ကြသည်သူတို့မှပါလာသည့်ပစ္စည်းတွေအောက်ချကြသည် တူဆောက်တဲ့ဘီလက်မီတဲအိုးအစုံလင်းပဲသူတို့သည်အုတ်ကူအားတူနဲ့ဆောက်နဲ့ရိုက်ဖွင့်ကြသည်အုတ်ကူပွင့်သွားတော့ဂူထဲသို့လှန့်ကြည့်လိုက်သည်ဂူထဲတွင်မောင်သိညင်သည် ဆောက်ကြောင်ထိုင်လျက်လက်နှစ်ဖက်ကအုတ်ကူကိုတွန်းဖွင့်နေပုံတွေ့လိုက်ရသည်ဟာကနေဖြစ်သွားကြသည် တကယ်ပင်မောင်သိန်းညို့မသေးပါသို့သောမိမျိုးသောစဉ်တွင်သူသေးပြီဆိုပြီးကြေကျိုလိုက်ကြခြင်းဖြစ်ပါသည် မောင်သိန်းညို့ကိုစမ်းကြည့်လိုက်တော့မောင်သိန်းညို့၏ကိုမှာတောင့်ပြီးအေးဆက်နေခဲ့ပါပြီသူတို့သည်မောင်သိန်းညို့ငုတ်တုတ်ထိုင်နေသည်ကိုစတွေ့လိုက်စဉ်ကငါတကယ်ချင်းတကယ်မသေးဘူးဝမ်းသာအားရအပြင်းထုတ်ရန်စူးစမ်းကြသည် တို့တော့နောက်ကျသွားခဲ့ကြပါပြီ။တငယ်ချင်းရဲ့ငါအပြစ်ပါကွာငါအိမ်မက်မက်ချင်းလာလိုက်ရင်မင်းမတရားဘူး။ကူတော့၃ရက်လောက်ကြာမှလာကြည့်တော့မင်းအသက်မရှိတော့ဘူးငါအပြစ်ပါကွာဟုကြေကွဲဝန်းနေစွာမျက်ရည်ကျမိပါတော့သည်။မောင်သားညွန့်တို့သည်မောင်သိညွန့်၏ခန္ဓာကိုအုပ်ကူထဲပြန်လဲ၍လဲလျောင်းကအုပ်ကူကိုအနေထားမပြတ်ပြန်ပိတ်လိုက်ကြပါတော့သည်။မောင်သားညွန့်တကယ်စိတ်မကောင်းဖြစ်ရသည်။တငယ်ချင်းရဲ့ငါအိမ်မက်မက်ချင်းလာလိုက်ရင်အချိန်မီပါတယ်ကွာငါ့ကိုခွင့်မလွတ်ပါနဲ့ကွာ။ငါမင်းပေးတဲ့အပြစ်ခံယူပါမယ်။ မောင်တညွန့်စိတ်မကောင်းကြီးစွာ juice ကိုပြောနေမိတော့သည်သူတို့သည်ကူဖောက်သည့်ကိစ္စကိုဘယ်သူမှမပြောကြရန်တစ္ဆာဆိုကြသည်ကူဖောက်သည်ဟုဆိုလျင်ရက်တိရွာတိပြီးရဲကလာ၍စစ်လာမေလာလောက်ကြအောင်မည်မို့ပြောလျင်ပြောသည့်သူတာဝန်ဟုနှစ်ယောက်ဂရိပြုကနှုတ်ဆက်နေလိုက်ကြလေသည်ကိစ္စတွေပြင်းမြောက်သွားပြီးကြပြီကာလာကြတော့တနေ့မောင်တညွန့်အလုံးလုံးနေစဉ်လူတယောက်အပြေးလွှားလာခေါ်၏မောင်တညွန့်မိခင်ကြီးအိမ်ပေါ်မှလိမ့်ကြကြောင်းလာပြောသည် မောင်တာညွန့်အပြည့်အလွတ်လိုက်သွားတော့မိခင်ကြီးအသက်မရှိတော့ချေမောင်တာညွန့်သည်မိခင်ကြီးဇာပနာပြီးဆုံးတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်အဖေလည်းမရှိအမေလည်းမရှိတွေ့တာစရာတန်ရုံးစင်လည်းမရှိတော့ပူပင်တော့ခါတွေမှာလွတ်မြောက်ရလွတ်မြောက်ကြောင်းထွက်ပေါက်ရှာလေတော့သည်ငါလူဘွားမှာဆက်နေပူပင်တော့ကတွေနဲ့တွေ့ကြုံနေရအောင်မယ်ဒီအဘူတော့ကတွေနဲ့ကင်ဝေးရသွားတော့မယ်ဟုဆုံးဖြတ်ချက်ချကရွာဦးဆရာတော်ထံတွင်ဥတုမနအမိဖြင့်ယဟန်ဝတ်လေတော်သည် လောကကြီးအပူပင်ကင်းရာတန်တရာမှလွတ်မြောက်ရသည်တီလန်းသာလည်းရှိပါတော့သည်တိုးတော်လည်းအိမ်မက်တန်တရာမှတော့မလွတ်မြောက်သေးပါအိမ်မက်တခုမြင်မက်မိပါသေးသည်ကိုညိုကိုမှတ်ကြီးကဓာနဲ့ခုတ်လိုက်သည်ကိုညိုထွက်ပြေးသည်မှတ်ကြီးငါ့ကိုဓာနဲ့လိုက်ခုတ်နေတယ်ဟုအော်ပြောရင်းပြေးသည်ပြေးရင်းလဲကြသွားသည်မှတ်ကြီးကလဲကြနေသောကိုညိုကိုဓာနဲ့အချက်ပေါင်းများစွာခုတ်သည်လူတွေဝိုင်းဆွဲကြ၏ကိုညိုကိုထူမှတော့ကိုညိုတတိမေမျောနေသည် ကိုညိုသတိရတော့ကိုညိုမှာဒဏ်ရာကြီးကြီးမားမားမတွေ့ပါချစ်ရပုံမဲ့ရလေးလောက်သာတွေ့ကြရလေသည်လူတွေအံ့ဩကြပါသည်ဘာကြောင့်ဒဏ်ရာတွေမတွေ့ကြရသလဲမှတ်ကြီးအားရပါရဓာတ်နဲ့လွတ်ခုန်နေသည်သို့သောဒဏ်ရာအကြီးကျယ်မရရှိပါလူကြီးတွေပြောပြသည်မှာလူသက်သက်မှာလူတယောက်တွင်တစ်နေ့၃ချိန်ပြီးသည်တဲ့ပြီးသည့်အချိန်နဲ့တိုက်ဆိုင်ရွေးပဲလားမသိနိုင်ပါ ထို့အဖြစ်ပြက်သည်ဥစဉ်ဥတုမနာမြတ်မပြီးမကြမီဖြစ်ပြက်ခဲ့ပါသည်။မောင်သားညွန့်တစ်ဖြစ်လည်းဥစဉ်ဥတုမနာအဖြေရှာမရဖြစ်နေပါသည်။ရှေ့ဖြစ်နမိတ်အိမ်မက်တွေဘာကြောင့်မြင်နေရပါသလဲ။ဒီအိမ်မက်တွေမမြင်မအောင်ဘလို့ကြင်ညာအားထုတ်ရပါမည်လဲ။အိမ်မက်တန်တရားမှလွတ်မြောက်ရန်ဝိပဿနာဘာဝနာတရားကိုမှတ်ရှုပွားများရန်သာရှိပါတော်သည်။ရှိဖြစ်မိအကြောင်းများအားကြိုတင်အိမ်မက်မှချင်းသည်ဘာကြောင့်ဟုမိသူမမသိနိုင်ကြပါချေ ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။